ော့ AI နဲ့ပတ်သက်လာလို့ရှိရင်တော့ခင်ဗျားတို့ဒီ Women Online ကိုတိုင်ကိုကပေးမယ်ဟေ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပေးလိုက်ပါเนาะမပေးဘူးဟေ့ဆိုလို့ရှိရင်တော့လည်းတိုက်ပါလို့ပဲပြောချင်တယ်ပေါ့ဗျာเนาะမြန်မာပြည်မှာက brand တုံးပြီးသွားတဲ့လူတွေရုပ်မှပြီးတော့လက်နဲ့အားကိုးနဲ့သွားတဲ့လူတွေရှိတယ်။ယာဒူအားကိုးနဲ့သွားတဲ့လူတွေရှိတယ်။အတိုင်းဝိုင်းအားကိုးနဲ့သွားတဲ့လူတွေရှိတယ်။အဲ့ဒါပါလေဆိုတော့တရက်ဆံဝါကဖြစ်ဟောင်းကနေဖြစ်တဲ့ပုံကိုတက်နိုင်သေးတဲ့ဇေယျပဲ။ Hello Jeremy Miba Pitunyu ko monoma mya အားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် March 16ရက်နေ့ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာလဲပါနော်ကျွန်တော်တို့တော်လိုင်းသတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ကျွန်တော်နဲ့တူဆက်ဆုံးကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုဆက်ဆုံးကြည့်ရှုပေးကြမယ့် Miba Pitunyu နဲ့လက်စိတ်ချမ်းသာကိုချမ်းသာချင်းနဲ့ပြည့်စုံပြတော့မှတာရဲချတဲ့ညလေးပန်ဆက်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဥစွာပြောလိုပါတယ်ကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးနေတဲ့သတင်းတော်လေးတွေကြည့်လိုက်ရအောင်နော်ပရမောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့ စကောင်စီကနေပြီးတော့မှတိုက်ပွဲပြင်းထန်နေတဲ့ညောင်ကျိုးစုကိုတက်တွေထပ်မဆဲလို့နေပြီးတော့မှအုပ်ချုပ်ပင်တွင်ရန်သူရောက်လာတဲ့ဆိုပါကတေတန်ဆိုပြီးတော့မှအချင်းချင်းပြောဆိုထားတယ်လို့သိရတာပဲဖြစ်ပါတယ်။စစ်ထွန်းမဲ့တက်ကောင်းဆောင်ကိုခေါ်ပြီးတော့ပြောတာစကောင်းဆောင်ကသူ့ကိုတစ်ဆာမဖွင့်ပြီးတော့ဖြည်းဖြည်းပြောင်းပြောင်းခွလွတ်တယ်ဆိုပြီးတော့မှတက်တရင်းမိကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ ။ရောင်ကျိုးမှာရှိတဲ့စကောင့်စီစကန်နဲ့ချင်းကုန်းမှာရှိတဲ့စကောင့်စီစကန်တို့မှာတပ်ဖွဲ့တွေပြင်ပေါ်တဲ့နေပြီးတော့မှအာခတ်တတော်အေးနဲ့ပွန်တဖို့ဘုံရနေပြီးတော့မှပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အခုဆိုကျွန်တော်တို့ဘက်ကနေပြင်ပေါ်ပါနော်။ရောင်ကျိုးနီးတဝိုင်းမှာရှိတဲ့စကောင့်စီစကန်တွေကိုတင်ပေးရရှိဖို့စ조사နေတာဖြစ်ပေါ်မှာမကြခင်မှာတော့ကျွန်တော်အိုရှစ်ပင်မှာရှိတဲ့ကပ္ပစာဆလင်းရဲ့ယုံတွေပေါ့နော်ချင်းချောင်းနိုင်ဖို့အခုဆိုရင်ခြေလမ်းပြနေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ပကုတ်တိုင်းဝေါ်မျိုးနဲ့ PDF ရဲဘော်တွေကိုစင်ခေါ်ထားတဲ့ပြူစော်တွေကောင်းဆောင်နေကို drone နဲ့ဘုံချတက်ခိုက်ခဲ့လို့စစ်သားလေးဦးတည်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။မလာဆက်ရှိနေညနေ6နာရီခန့်ကဝေါ်မျိုးနဲ့စစ်တောင်းမြစ်ကမ်းနားမှာရှိတဲ့လက်ပံကျွော်ပြူစော်တွေကောင်းဆောင်အောင်ကြီးရဲ့နေမှာစစ်သားပြူစော်တွေစုဝေးနေတဲ့ချိန်မှာပဲ drone နဲ့တောင်ချုံစစ်ကြောင်းကနေပြီးတော့မှဘုံချတက်ခိုက်ခဲ့လို့စစ်သားနှုတ်ဦးတည်ဆုံးပြီးတော့မှပြူစော်တွေ9ဦးကိုပြင်းထန်ဒဏ်ရာရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။ PDF တွေကိုစင်ခေါ်ထားတဲ့ဝေါ်မျိုးနဲ့လက်ပံကျွော်ကပြူစော်တွေကောင်းဆောင်နေရပေါ့ ဒရုန်းပုံသည်ချတိုက်ခိုက်ခံရတာစစ်တောင်းမြေဘေးမှာရွာတဲ့ထဲမှာသူ့ရွာကပြူရင်ကတောင်းတင်းဆုံမစစ်ခွေးနှစ်ကောင်တည်တယ်ပြူခုနှစ်ကောင်တော့မြကျိုးရင်စေုံကနေပြန်မတောင်းဟိုဆင်းကိုပို့လိုက်ရတယ်ဆိုပြန်မတည်ရတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ပေါ့နော်ဒီပြူခွေးတောင်းနဲ့အခုဆိုရင်အရင်တောင်းနေကြတဲ့ဒီအုပ်စုတွေကိုကျွန်တော်ကနေပြတော့မှဒရုန်းနဲ့ကျဲချနိုင်ခဲ့တာပြန်မစစ်ခွေးနှစ်ကောင်ကတော့မျိုးစာတန်းခနဲ့ဖြစ်သွားတယ်လို့တည်ရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ မင်းချာမျိုးပေါ်စစ်စင်ရေးလေးခုလှုပ်ဆောင်လာပြီးတော့မှအဲ့ဒီစစ်စင်ရေးတွေမှာစေအုပ်စုဝင်စေအုပ်ခန့်တည်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဇန်နဝါရီလ23ရက်နေ့မှာမင်းချာအမတ်နှစ်ရဲစခန်းကနေပြည်မှာစစ်ကြေးထွက်ကောက်တဲ့ရဲတွေကိုမိုင်းတဲ့တကြိမ်ဖေဖော်ဝါရီလ25ရက်နေ့မလ3ရက်နေ့တွေမှာ18ရက်ကွတ်မှာရှိတဲ့စစ်ကောင်စီဂိတ်ကိုအနီးကဝင်ရောက်ပစ်ခတ်မှုနဲ့ချိန်နဲ့မလ18ရက်နေ့ကခမာယာ15ဂိတ်ကိုအနီးကဝင်ရောက်ပစ်ခတ်မှုတကြိမ်ပြုလုပ်ခဲ့တဲ့စပရွန်မင်းချာဘလော့ခ်တိုက်ကဖွဲ့ကနေပြည်မှာပြောဆိုထားတာပဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေပြည်မဘန်ကာကရုတ်ကျင်းတွေနဲ့ခဏခဏတိုက်ခိုက်ရတော့ပြင်ဆင်ထားတာရှိသလို drone တက်ဘုံကိုကျင်းတွေလည်းပြင်ဆင်ထားတာရှိတယ်တက်ပွဲပြင်းလဲလဲနဲ့ကြီးနဲ့မြင်းချံဘေးပတ်လည်ကရွာတွေကိုပြစ်ခတ်တာရှိတယ်စပရမမြင်းချံ black tiger အဖွဲကောင်းဆောင်ဘူမိုက်ခဲကနေပြည်မပြောဆိုထားတာပဲဖြစ်ပါတယ်ကျတော့အလုံးတည်တဲ့အတိုင်းဘူမိုက်ခဲတို့ဥဆောင်တယ်ပေါ့နော်ဒီမြင်းချံ black tiger အဖွဲကတော့အခုဆိုရင်မြင်းချံမြို့ပေါ်မှာစစ်စင်ရေးတွေစတင်လို့ဆောင်နေတာပြည်မစစ်ခွေးနဲ့ပြူခွေးတွေကိုတလန့်ချောင်းဟန်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျတော့ဒီနေ့ညပထမဆုံးအနေနဲ့ကျဲမှာကတော့ ျွန်တော်ခုဆိုရင်တော်လိုင်းရဆူရီကနေပြတော့ပါနော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြည်မာထက်ထိဝင်ရောက်ပြီးတော့မှထိုးဖောက်နေတဲ့အချိန်မှာပဲကျွန်တော် A ကနေပြတော့မှရခိုင်ပြည်နယ်ထဲမှာရှိတဲ့ဒီဘူချိုချီအောင်တန်းရွှေရဲ့ပေါ့နော်ပိုင်ဆိုင်မှုတွေပါဝင်ကျန်တဲ့စစ်ကောင်ဆောင်တွေရဲ့ပိုင်ဆိုင်မှုတွေကိုချိန်ပြတင်းဆက်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကိုစီဘယ်လိုမျိုးတွန့်တက်ပြောဆိုထားလဲဆိုတာကျွန်တော်စာချိလိုက်ရအောင်နော် AA ရဲ့တောက်ပြန်မှုကတော့အယမ်းမိုက်လာနော်ရှင်းတယ်ဟမ်ကြောင်ကြောင်မှလည်းသတင်းဖတ်လိုက်တဲ့အချိန်မှာဟာအကျန်းဖက်ဓမ္မအနေနဲ့ဆက်သွယ်လို့ဆိုရင်ဘူချိုတန်းရွှေနဲ့ ဘူချုပ်အဲဒီမောင်အေးတို့ရဲ့မိသားစုပိုင်ဆိုင်တဲ့ဟိုတယ်ကိုချိန်ပေးလိုက်ဆိုဟာတကယ်ပဲဟိုဘလို့စိတ်ထဲမှာလေအော်ကိုရီးယားတိုင်းပြည်ရဲ့တမိုင်းတစ်ပတ်ပြန်လည်လို့ဝင်ရပြီလားဆိုတော့အဲ့ဒီ feeling ကိုခံစားရတယ်เนาะကျွန်တော်တို့မှာ case ဆက်ပြည်သူတွေကပဲတိုင်းနေတယ်အခုကြည့်မြေအကနော်8000 8000နဲ့တေအကကိုတိုင်းနေပြည်သူတွေစီကနေတိုင်းပြီးတော့သူတို့တိုင်းရဲ့နှားကဒေါ်လာထောင်ချီတောင်းထောင်ချီရတဲ့နော် ရာစီထောင်ချီရတဲ့အနေနဲ့ဒေါ်လာ၄၀၀တထောင်ပေးရနေခေါ်တယ်ပြင်လဲမှုအစ်စ်ဟိုတယ်အဲ့တော့အဲ့ဒီလိုမျိုးဟိုတယ်ပြန်ဆောက်တယ်ဒါပေမဲ့တိုင်းပြည်ရဲ့ဘန်နာကိုရလာတိုင်းပြည်အတွက်လည်းဘန်နာငွေမရဘူးနော်တိုင်းကထိတဲ့ပြည်သူတွေလည်းဘာမှအကျိုးခံစားမှုမရှိဘူးဘလောက်တပုံကမြအကြမ်းဖက်ဆန်လဲဆိုတာစဉ်းစားကြည့်အဲ့ဒီလိုမျိုးခင်းဆက်ဆက်တုံးတော့ပြည်သူကခံရရဒါပေမဲ့ဒီနေ့အချိန်မှာတော့ကျွန်တော်တို့တွေတမိုင်းတစ်ပတ်ပြန်လဲခွင့်ရခဲ့ပြီလို့မှတ်ယူလို့ရတော့တပြည်းနဲ့နောက်ထပ်နောက်ထပ် ဒေတာတွေမှာလည်းဒီပုံစံမျိုးလုတ်လန်နိုင်ဖို့အရေးကြီးတယ်။ဒါကြောင့်မလို့ခရိုနီတွေအားလုံးဟာအာနာရှင်တွေကိုကာပယ်လို့ဆိုတာဒါပဲဗျ။နော်။သူတို့တွေအာနာရှင်နဲ့ပတ်သက်မှဒီလိုမျိုးမတော်မတရားတဲ့အရာတွေနဲ့စီးပွားရှာလို့ရမှာ။အဲ့တော့တကယ်ဒီပုံစံတိုင်းပြီးပြောရမယ်ဆိုရင်တကယ်စီးပွားရေးအုံနောက်နဲ့တွားတော့ brain တုံးပြီးတွားတော့မြမဒီမှာက brain တုံးပြီးတွားခြင်းတဲ့လူမရှိဘူး။ရုပ်မှပြီးတော့နော်လက်နဲ့အာကိုနဲ့တွားခြင်းတဲ့လူပဲရှိတယ်။ယာဓုအာကိုနဲ့တွားခြင်းတဲ့လူပဲရှိတယ်။အတိုင်းဝိုင်းအာကိုနဲ့တွားခြင်းတဲ့လူပဲရှိတယ်။အဲ့ဒါဘာလဲဆိုတော့တနေ့ဆံဝါကခေဟောင်းကနေခစ်တဲ့ပုံမတက်နိုင်သေးတဲ့ဇေယျပဲ။ ဒါပေါ့လေသူများနိုင်ငံတွေမှာစီးပွားရေးပြိုင်တယ်အဲ့တော့ခစ်တဲ့နော်စီးပွားရေးအခုနိုင်ငံနဲ့ချီပြီးတော့ပြိုင်နေကြတယ်ဒါပေမဲ့ကောင်းထဲမှာရှိတဲ့အုံနောက်တွေအတိတရားတွေနဲ့ပညာတွေနဲ့ပြန်ကြတယ်စီးပွားရေးလုပ်တဲ့နေရာမှာခုနကပြောဉာဏ်ပညာနဲ့ဖောက်ခွင်းပြီးလုပ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအဲ့လိုဉာဏ်ပညာနဲ့ဖောက်ခွင်းပြီးလုပ်မဲ့လူထက်ခုနကပြောလို့ယာတို့နဲ့ရှင်းတိုင်းနဲ့အတိုင်းပိုင်းနဲ့ရှင်းတိုင်းနဲ့နော်ဥစ္စာသနာကြော်ရမှုနဲ့ရှင်းတိုင်းနဲ့စသဖြင့်ဒါတွေကတလိုက်ဆက်ဝါးထားတယ်အဲ့ဒီတလိုက်ဆက်ဝါးထားတဲ့ရှင်းပြန်ခြင်းနဲ့တူတယ်ဘာဖြစ်လာလဲဆိုတော့အာနာရှင်ကိုကြိုက်လိုက်တာသူတို့အာနာရှင်ကတော့အခွင့်အရေးပေးနိုင်ရင် ။အင်းနဲ့ပဲအမီးနဲ့ပြီးတယ်လေ။ဒါဘာအာနာရှင်နဲ့လုပ်ရပဲ။မယုံကြည်လိုက်။နော်။တရားမှုမတရားမှုဥပဒေဘာညာဆိုတာမတိတဲ့ကောင်းလေးကအင်းနဲ့ပဲအမီးနဲ့ပြီးတယ်။မယုံကြည်လိုက်။နော်ဒါကြောင့်မလို့အာနာရှင်နေနဲ့တို့ပေါင်းချင်တယ်ဆိုတာကအဲ့ဒါပဲ။အာနာရှင်နေလက်ထက်မှာတို့တိုက်ကြလို့လုပ်လို့ရတယ်။နော်တကက်ဒီမိုစီလမ်းကြောင်းနဲ့သွားမှဆိုဒါမျိုးတွေလုပ်လို့မရတော့။ဒါဟာဒီမြန်မာပြည်မှာရှိတဲ့ခရိုနီအများစုကနော်အားလုံးတော့မပြောပါဘူး။ဒါကိုယ့်ကိုယ်လို့တိကျတယ်။ဘယ်သူတွေကတို့စိတ်သက်ရှိနေလဲဆိုတာ။အဲ့တော့လက်ရှိ AA ရဲ့လောက်ရကတော့ကျွန်တော်တို့ဒီသူတွေအတွက်ကအင်မတန်ခွန်အားဖြစ်စေတယ်။ ကိုစီပြောသလိုပဲပါနော်ကျွန်တော်အေကတော့ပြပြတတ်တတ်နေခုဆိုရင်ဒီဘူချုံမူကြီးဟောင်းတန်းရွှေရဲ့ပိုင်ဆိုင်မှုတွေပေါဝင်ဂျန်နက်စကောင်းဆောင်တွေရဲ့ဒီဟိုတယ်လုပ်ငန်းတွေကိုလည်းတင်ဆက်လိုက်တာပဲဖြစ်ပါတယ်အဲ့လိုမျိုးလို့အချမ်းဖြစ်ပါနော်စစ်ခွေးတိုက်နဲ့အခုဆိုရင်ဒီခရိုနီတိုင်ဝင်ကတော့တော်တော်လေးတော့တုံ့ချွတ်ချနိုင်မယ်ဆိုတာတော့ကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအုပ်စုတွေကနေပြီးတော့မှကျွန်တော်ပြည်သူပိုင်နေတွေကိုဖေရှားပြီးတော့မှပါနော်တပ်ပိုင်မြေဖြစ်တင်ဆက်ပြီးတော့မှသူတို့ကိုကြိုးစီပွားအတွက်လွှတ်ဆောင်နေတဲ့အချိန်မှာကျွန်တော် နေတော်လိုင်းရေးတပ်ဖွဲ့တွေကလည်းပြုံးမအခုလိုမျိုးနမူနာပြပေးလိုက်ခြင်းအဖြစ်နောက်နောက်ညလိုမျိုးတွေထပ်ပြုံးမမလို့ရဲအောင်ကျွန်တော်တို့ကလည်းပြုံးမပါနော်လို့ဆိုင်နေတယ်ဆိုတာကိုသတိပေးတဲ့ပုံစံပဲဖြစ်ပါတယ်နောက်ပြီးတော့မှ channel နေရာဒေတာတွေမှာလည်းကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီလိုမျိုးထပ်ပြုံးမမြင်များလို့ဆောင်နိုင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ် video တဘောအနေနဲ့ဘောမိုက်ကွာပြောင်းကြရနေပြီးတော့မှမြောက်လိုက်နေတဲ့စစ်မတိုက်တပ်ဘူးဆိုရင်ရခိုင်ပြည်တစ်ခုလုံးကိုအေးလက်ထဲကိုမြင်မြန်ထိုးပစ်လိုက်တော့ဆိုပြီးတော့မှပေါ့ကွဲပြီးတော့မှပြောဆိုထားရပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးတွေပြောအောင်မလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ဒီ A နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့ဒီ NASA ကဥက္ကဋ္ဌကြီးကပဲတက်မတော့အားလုံးကိုမေကွန်းထောက်ရမယ်ပုံစံမျိုးတွေအများကြီးရှိနေပြီတော်တော်ကိုစားလာပြီနော်တကောင်ပါလေကျန်တဲ့ထားပါတော့ကျွန်တော်တို့ဗမော်ပြတ်ပါစကျွေးတာတကယ်တကယ်တကယ်စပက်ရှယ်ကျွေးတာနော်နန္ဒကြီးနဲ့စော်တာလေးနဲ့စော်တာပိုးစပတ်စော်တာပါအဲ့တော့နောင်ချိုတရန်နေပတ်သက်ကျွေးတာမှန်ကန်ပါပဲအမှန်ကန်ချပါနော်ခရီးပြီနဲ့တကယ်တိုက်ပါလားအဲ့တော့အေအေနဲ့ပတ်သက်လာလို့ရှိရင်တော့ ဘယ်ရမှမထီရသလိုဘာမှမလို့ခေါင်းလားထိထိရောက်ရောက်ဆောင်ရွက်မှုတွေမတွေ့ရပါဘူးအဲ့တော့အကြောင်းမို့အေးနဲ့ပတ်သက်လာရင်မယိုးသားဘူးမယိုးသားဘူးဆိုတာအလကားပြောနေတာမဟုတ်ဘူးပေါ့နော်အနောက်တစ်ခုကအဲ့မှာအဲဘလူးကောမဲစစ်ကန်နေပေါ့အေးအေးစစ်ကန်နေအခုချိန်ထိတတ်တာရရအေးအေးချမ်းချမ်းပဲရှိနေတယ်နေရာတိတော့ညာလည်းပဲဘာမှဆောင်ရွက်ခြင်းမရှိပါဘူးနော်အထက်ကိုလည်းတရင်တွေရောက်တယ်ပါဆိုဘာမှဆောင်ရွက်ခြင်းမရှိရဲ့ပုံစံမျိုးတွေထိတွေ့နေရတယ်အဲ့တော့အေးနဲ့ပတ်သက်လာလို့ရှိရင်တော့ခင်ဗျားတို့ဒီဦးမင်းအွန်လိုင်းကိုတိုင်ကိုကပေးမယ်ဟေ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ ပေးလိုက်ပါเนาะမပေးဘူးသေးဆိုလို့ရှိရင်တော့လည်းတိုက်ပါလို့ပဲပြောချင်တယ်ပေါ့ဗျာเนาะ AA နဲ့ဟဲ့အောင်မရေးထားရှိပါလား AA နဲ့ပူပေါင်းမလားအေးပေါ့ AA နဲ့ပူပေါင်းသွားလို့ရှိရင်တော့လည်းအဲကျွန်တော်တို့ပြောလို့တော့မရဘူးပေါ့အဲ့တော့ AA နဲ့ပူပေါင်းမယ်ဟေးဆိုလို့ရှိရင်တက်ပါတော့သားလေးအယူမလုပ်ပါနဲ့လို့ပြောချင်တယ်ပေါ့เนาะကျွန်တော်တို့ကြောက်တော့မှအဲတီးခဲ့ရတဲ့ကျွန်တော်တို့ရဲ့ဒီစစ်တီတွေရဲ့တစ္ဆောင်ဟိုစောင့်တီးဖို့ဟာဒါရည်ကြည်တယ်เนาะရခိုင်ပြည်နယ်တွေမှာအသက်ဆောင်သွားတော့စစ်တီတွေရဲ့တစ္ဆာကိုစောင့်တီးဖို့အရေးအောင်ရည်ကြည်တယ်အဲ့တော့ ဒီတစ္ဆာလောက်မှမဆောင်သေးတဲ့နော်တစ္ဆာမရှိတဲ့အုပ်စုတွေဖြစ်သွားမယ်နော်အဲ့တော့အားကြောင့်မို့လဲခင်ဗျားတို့တစ္ဆာမရှိလို့လည်းမအောင်မြင်တာလို့ပြောရမှာပါဗျာနော်အဲ့ဒါကြောင့်မို့လို့ရခိုင်ပြည်နယ်ပတ်သက်လာလို့ရှိရင်တော်တော်လေးကိုတော်တော်လေးကိုကျွန်တော်သိနေပါလဲဘယ်နေရာဘယ်နေရာမှာနော်အေးစကန်နေရှိတယ်ဆိုတာလည်းအထက်ကလည်းသိတယ်တည့်ရသားနဲ့လည်းဘာမှမဆောင်ရဘူးဆောင်ရမဲ့သူကတော့မောင်းထုတ်တဲ့ပုံစံမျိုးတွေတည်းရှိတယ်နော်ဟာတကယ်တိုက်မဲ့သူတွေဆိုလို့ရှိရင်ရခိုင်ပြည်ကလည်းမောင်းထုတ်တယ်ပေါင်းစားခွာစားမဲ့သူတွေအားလုံးဆိုရှင်တော့ရခိုင်ပြည်မှာထားရဆိုတဲ့ပုံစံမျိုးတွေအထိဒါဟိုဘယ်လိုခေါ်မလဲတန်ရရဖြစ်ဖွယ်တွေရှိလာပြီပေါ့နော် ဲ့တော့ဒါကလက်ရှိအေအေနဲ့ပတ်သက်ပြီးနောက်ထပ်ပြောမယ်ဆိုရင်ရခိုင်ပြည်နယ်အဲ့မှာမောင်းတော်ပေါ့ဘုသိတာမောင်းတော်ဆိုတာတကယ်ကိုလူဦးရေထူထပ်တဲ့နေရာဖြစ်တယ်။အဲ့ဒီနေရာဟာနော်ဒီခိုင်ဒီပြည်နယ်လုံးမှာစုလို့မရတဲ့အင်အားမျိုးကိုဘူးတီတောင်မှာစုလို့ရတယ်။ဘူးတီတောင်နဲ့မောင်တော်မှာစုလို့ရတယ်။ရခိုင်ဒီပြည်လုံးလိုက်စုလို့သူတို့အင်အားပြည့်မရအောင်။အဲ့တော့ဘူးတီတောင်မောင်တော်မှာအတင်းကျပ်ဖမ်းဆီးုံနဲ့နေမယ်။အင်အားတွေအများကြီးရတယ်။အဲ့ဒီမှာခုဆိုရင်ဘယ်ညာဘယ်ညာတွေအောင်လုပ်နေကြပါပြီ။နော်စစ်စခန်းတွေလည်းအများကြီးရှိပါလေ။အဲ့စစ်စခန်းတွေမှာပဲရှိနေတယ်။ တော့အဲ့ဒါတွေကိုလည်းဆောင်ရွက်ခြင်းမရှိဘူးတိုက်တဲ့ချိန်မှာလည်းဖျက်တိရတအားများတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ခင်ဗျားတို့ဟိုဥမေအွန်လိုင်းနေနဲ့ဒီရခိုင်ပြည်နယ်ကိုပေးမှလားပေးရင်ပေးလိုက်ပါအဲဒါမှမဟုတ်ရှိရင်မပေးဘူးနော်မပေးဘူးဆိုလို့ရှိရင်တော့တခြားစစ်မြေပြင်များမှာပြက်ပြက်သားသားဆောင်ရွက်တယ်လို့ရခိုင်ပြည်နယ်ကိုလည်းပြက်ပြက်သားသားဆောင်ရွက်တင်တယ်အဲ့တော့စစ်တီတွေကိုအယူမလုပ်ပါနဲ့လို့ပဲပြောချင်တယ်နော်အဲ့ဒါဒါအရှိတရားအတိုင်းကျွန်တော်တို့ကပြောရမှာဖြစ်တယ်အော်ဒီနေ့ပြောတဲ့အထက်မှာလေးမျက်နာမှာလေးမျက်နာ AI အတိုင်းလေးမျက်နာပေါ့နော်အရန်ကိုအရေးကြီးနေပြီဆိုတော့ကျွန်တော်ပြောပြခဲ့ပြီးပြီ တော့အာစာကောင်းဆောင်ဖန်ခံခဲ့ရတယ်နော်အဲ့လည်းအမှန်ကန်ပဲဟိုဘီလေးနော်ဒီကောင်းနော်ကောင်းဆောင်ဖန်ခံအတွက်ကြောင့်မလို့လက်နက်ကင်ပုံကံမှုနော်လက်နက်ကင်တိုက်ပွဲဝင်မှုကမွတ်စလင်တွေတခန်းရက်သွားပြီးတော့ပြောပြောရင်မမှားဘူးဗျာနော်အဲကြောက်ပန်းသူကလည်းပြေးလဲပြေးငါးဖန်ထွက်နေတဲ့ဒီငါးဖန်လေးတွေကိုဖန်စီခြင်းမရှိဘဲအေအေကအခွန်ကောက်တယ်ဂျန်နဲ့ဟိုလောလောနဲ့ကြားလဲအဲဒါကလည်းဟုတ်ဘလော့ကောမစ်ပြောစရာတွေဖြစ်လာပြီမနေ့ကတော့ညောင်ကျိုးချင်းနေမှာတော့မနေ့ကအထိအဲဘလော့ကောမစ်ဆိုရှင် အလောင်းလက်နက်တွေရပါတယ်။ညောင်ကျိုးကတော့လုံးဝအချင်းတွေကောင်းပါတယ်နော်။ဘာမှအပူစရာမရှိသေးပါဘူး။ကျောင်းကြီးပြောတဲ့ပုံစံရတော့ပါနော်မြောက်လိုင်းကနေပြီးတော့မှဖယ်တီးလို့ပြီးတော့မှခုဆိုရင် AA ကိုရှော့ပေးနေတဲ့ပုံစံမျိုးကိုပြောဆိုထားတာပဲဖြစ်ပါတယ်တကယ်တမ်းကျတော့ AA ကိုလုံးဝအနိုင်မတိုက်နိုင်တာပြီးတော့မှခုဆိုရင်သူခင်လိုက်တဲ့ viewer တိုင်းရလဲပေါ့နော်ကျတို့ A နဲ့ပွန်တဖို့ဝင်ရဲ့လက်အောက်ထဲကိုပြပြဝဲပြီးတော့မှကြာနေတယ်ဆိုတာစကောင်းစီတဖို့ဝင်ကိုယ်တိုင်ထုတ်ပေါ်ပြချထားတာမို့လို့ ဒီအောက်ခြေကနေပြတော့မှဘောမလော်ပြီးတိုင်းနဲ့ဆက်ပြတော့မှလော်နိုင်ဦးမယ်ဆိုတော့ဗောနစစ်ကောင်စီတပ်ဖွဲ့ဝင်ဒီတက်ပို့ပြတော့မှမျိုးစာဖြစ်ဖို့အကင်းရှိနေတာဖြစ်ပါတယ်ကျွန်တော်ဘက်ကနေပြတော့မှပြည်သူဘက်ကအလိမြန်ဆုံးပြပြောင်းဖို့ကိုပြောနေတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒီလိုမျိုးဆက်ပြတော့မှ US နိုင်ဦးမယ်ဆိုတော့ဗောနကျွန်တော်ဒီပြီးမှအထက်မှအတင်မို့ရခိုင်ပြည်တစ်ခုလုံးမှာပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနောက်ထပ်ဘလိုနည်းနဲ့မှကိုခြေချလို့မရတော့ဘူးဆိုတာတည်ထားဖို့လိုနေတာဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ငါပေါဝနေပြီတော့မှာသူတို့ဒီပြီးသူဆက်ချင်းချင်းတောင်းမှာပေါ့နော်ခွဲခြားခွဲခြားနဲ့ဆက်ဆံခံရတဲ့ဆူပရမပေါ့ကွဲပြောဆိုထားတာပဲဖြစ်ပါတယ်ဒီငါပေါ့ဘလိုမျိုးတွေငွေကြွေးပြီတော့မှာပြောဖို့မလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှာကြည့်လိုက်ရအောင်နော်ခုတလောက်ကဥစဉ်တော့ရေပြာမှာရှင်းသွားတဲ့စစ်ကြောင်းလို့ပေါ့ဗျာစစ်ကြောင်းလို့မမလို့နဲ့လက်ကုန်းပို့လက်ကုန်းနဲ့ပေါ့ဆိုတာလည်းအဝေးကြီးမဟုတ်ပါဘူးနော်အဝေးကြီးမဟုတ်ပါဘူးဒီချိန်ဆိုရင်တော့လာလို့ကောင်းတဲ့ချိန်ပဲအဲ့ဒီတိုင်ဗျာဘာပြောပြောအလဲတွေစင်မဲ့ ။ဒါဥစဉ်လို့ဆိုတော့ငကောကခြေခြေသွားတဲ့နေရာတွေပါပဲ။ဥစဉ်လို့ရွာဘက်ကနေအဲ့ဘက်တည်းဆိုလို့ရှိရင်အဲ့လိုရိုက်ခါတွေကိုဥစဉ်လို့တစ်ခေါက်တော့ဒါစီစမ်းစီတို့စားတို့ဆိုလို့စားဆိုရင်မမြင်ဘူးကတော့တော်တော်ကြာပြီဗျာတဲ့။ဒါဆိုနော်။တော်လေးငါပြတ်နေကြတာနော်။ဒီຫນွေရာဒီမှာတော့ဒီလိုရိုက်ခါတွေပို့လို့မရဘူးလား။ไอ้ขาดิโอมาឧបมาဆိုကြပါစို့ဗျာမမကိုကိုစုมาဆိုလို့ရှိရင်ဒါ9လ10လဆိုတော့တော်တော်ကြီးဖူလုံးသွားပြီไอ้ขา9လ10လဆိုတာဖူလုံးသွားပြီကိုကိုစုมาဆိုလို့ရှိရင် အဲ့ဒီလိုရောလုတ်ပေးလို့မရဘူးလားလို့ဥစဉ်ကတော့အကြံပြုချင်ပါတယ်နေရာတိုင်းနေရာတိုင်းမှာတော့အခက်အခဲတွေရှိနေတယ်အခက်အခဲတွေရှိနေတယ်တိုက်ပွဲတိုင်းတိုက်ပွဲတိုင်းမှာအောင်မြင်မှုတိုက်ပွဲတိုင်းတိုက်ပွဲတိုင်းမှာနိုင်မှုပါဒစာတွေပြည်တွင်းစစ်တွေစိတ်ခွန်အားတက်ဖို့ဆိုလို့ရှိရင်တော့ထောက်ပံ့မှုကလည်းအရန်လိုတယ်ဗျထောက်ပံ့မှုကလည်းအရန်မြင်တယ်နော်ဥစဉ်တော့စိတ်မကောင်းမှုတစ်ခါတည်းလေးခါတည်းလေးလူတွေကပါဒဒီလူကြီးတွေကိုယ်တိုင်ကိုယ်ခါတည်းပြည်တွင်းစစ်တွေရဲ့ဟိုပါဘောနော်မကောင်းတဲ့ဝါဒမကောင်းတဲ့စိတ်ကမြင်နေရတယ် ဖျားပြီးလို့ရှိရင်တို့ကညမ်းဖြတ်မယ်ဆိုတဲ့ဘောမျိုးဖြစ်နေတယ်။အာဖျားပြီးရင်ညမ်းဖြတ်မယ်ဆိုတဲ့ဘောဖြစ်နေတယ်။နော်တချို့လူကြီးတွေနော်စိတ်ဓာတ်ပိုင်းဆိုင်ရာအောက်တက်ကြတဲ့လူကြီးတွေပေါ့ဗျာ။သူတို့ကိုယ်တိုင်ကအကောင့်နဲ့ရမထွက်ဘူး။ပြောကုန်ပြီနော်ချင်းချင်းတောင်းပါ။ဘာမျိုးလူကြီးတွေလဲရှိရ။ဦးစင်းတို့ကလည်းဦးစင်းတို့ကိုယ်တိုင်လည်းတိတယ်ဖျားပြီးရင်ညမ်းဖြတ်ခံရမယ်ဆိုတော့လည်းဦးစင်းတို့ကတိတယ်။ဒါပေမဲ့ဦးစင်းတို့ကဒီအတိုင်းမြင်ငြင်းရမ်းစေချင်လို့အေးချမ်းစေချင်တဲ့အတွက်ကြောင့်ဦးစင်းတို့ကလှုပ်ဆောင်နေခြင်းဖြစ်တယ်။အမောခံပြီးပြိပခံပြီးလှုပ်ဆောင်နေခြင်းဖြစ်တယ်။ပြည်သူစစ်တေဆိုလည်းထုံနှိမ့်တူဆိုပါပဲ။အာနာမယာမန်းလည်းတိတယ်၊နေယာမယာမန်းလည်းတိတယ်။ ဦးစင်းတို့ငိုရှမ်းပြည်နယ်မြောက်ပိုင်းကပြည်သူစစ်တွေလို့မဟုတ်ဘူးရှမ်းပြည်နယ်နောက်ကပြည်သူစစ်တွေကဒီမှာခမအခုဖြစ်တဲ့အများကြီးပါပဲလောက်ကိုင်းတို့မှလည်းပြည်သူစစ်ရှိတယ်မူဆယ်တို့မှလည်းပြည်သူစစ်ရှိတယ်ခမအများကြီးအများကြီးပြည်သူစစ်တွေဒီဘက်ခမအများကြီးပဲနော်သမုန်ညင်းဘက်တို့ဆိုလို့ရှိရင်ဥမြင့်ဆွေတို့ဥမြင့်လွဲတို့နောက်ဆက်တဲ့ထိုင်စားလို့မကုံတော့ဘူးသူတို့တွေကမကုံတော့ဘူးเนาะမကုံတော့ဘူးဒီမန္တလေးမြို့တို့ရန်ကုန်မြို့တို့မှာဆိုလဲခင်ဗျာကြည့်လိုက်ခုနကကျွန်တော်လိပ်ပြဦးစင်းတို့ဗဟန်းပဲမှာသူတို့ဟိုတယ်တွေရှိတယ်ကမကာစီနိုတွေနဲ့ဘိုင်းနဲ့ကြိတ်ကြိတ်တဲတဲ့သူတို့တွေဟုတ်လား လိမ့်ခံလည်းအကြောင်းမရှိဘူးမတိမ့်ခံလည်းသူတို့တွေအကြောင်းမရှိဘူးအများကြီးပဲသူတို့ဟာတွေမန်းလေးမှာဆိုလည်းပြည်သူစီတွေကင်းတာမဟုတ်ဘူးဟုတ်လားမဖွင့်နဲ့လို့ပြောမဟုတ်တယ်ဒီမှာတော်တော်များများရှိတာပဲဘယ်လိုဟုတ်လားပြည်သူစီတွေအပေါ်တော့တော်တော်လေးကိုကြေကွဲနေတာပေါ့နော်သူပြောတဲ့ပုံစံရတော့တချို့မျိုးကြီးပြကြီးတွေမှာပြည်သူစစ်တွေကတော်တော်လေးသူဆိုပြီးတော့မှကိုကျိုးရှာနေတဲ့ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးသိတာတော့ဗောနော်ဒီပြည်သူဆက်ဆိုတဲ့ပြည်ခွေးအားလုံးကတော့အတူတူဖြစ်ပြမှာခုဆိုရင်ကျွန်တော်မျိုးဘပြည်သူတွေပိုင်ဆိုင်ထားတဲ့ လေဝင်းထဲကိုဝင်ရောက်ပြီးတော့မှပီတိုရီကိုချေချောင်းနှိဆက်တာပြီးတော့မှပီတိုပိုင်ပစ္စည်းတွေကိုခွေးတာတွေပြန်ခိုးဆိုရင်ရွှေဆိုင်တွေကိုလည်းဓမြတိုက်ပြီးတော့မှလှုပ်ဆောင်နေကြတယ်လို့ကျွန်တော်သိတဲ့ပဲဖြစ်ပါတယ်လက်လက်လောလောဖြစ်တော့တယ်ပေါ့နော်ကျွန်တော်မန္တလေးမှာဆိုရင်လည်းဒီငပေါတော့အုပ်စုတွေကနေပြီးတော့မှရွှေဆိုင်တွေဓမြတိုက်တော့တယ်လို့သိရတဲ့ပြမတာကတို့လုံနေကြခွေးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပတ်သားခွေးတကောင်ကနေပြီးတော့မှကျွန်တော်တို့ဒီသတင်းမီဒီယာကနေပြီးတော့မှပေါ့နော်စကောင်စီတဖုတ်ဝင်တွေရဲ့အသာသနာအကြောင်းတွေကိုဘုံကျဲတိုက်ခိုက်မှုတွေဖော်ပြလာပြတဲ့နောက်ပိုင်းမှာ အဲ့ဒီတရင်ကပေါက်ချတော့လို့ပေါ့နော်တော်တော်လေးပေါက်ခွဲနေတာဖြစ်ပါတယ်ဒီဘာသာဘယ်လိုမျိုးပြောနေမျိုးဆက်ပြောမလဲဆိုတော့ကျွန်တော်စပီဒ်မှာကြည့်လိုက်ရအောင်နော် PP media တွေကပေါ့နော်ခက်တိတို့နော်နောက်ပြီးမှ RFA တို့နော်တခြား media တွေရှိပါတယ် PP media တွေပေါ့နော်ဝေဝေဆာဆာပြောကြတာတွေပေါ်ပြလာတာတွေဘာသာရေးမိုင်းတိုက်တဲ့ဝါဒဖြတ်တဲ့ဟာလေးတွေတွေ့လို့အကိုကအကိစ္စနဲ့ပတ်သက်ပြီးမှ share လုပ်ပေးကြပါတယ်နော်အခုခက်တိမီဒီယာကဘာတွေပြောလဲဆိုဂျပန်ကတော့ကနော်အခုဘုံဘုံမှာပေါ့ရှိခဲ့ပေါ့နော်ဒါ ကက်တလစ်စီဘရက်ဖျားเจ้าကိုတော့နော်မြန်မာတပ်မတော်ကမီးရှို့ဖျက်ဆီးတယ်ပေါ့နော်ရေရွေချက်ရှိရှိနဲ့မီးရှို့ဖျက်ဆီးတယ်ပါညာခက်တိဂျပန်ကတို့ကပြောတာလည်းတွေ့ရတယ်နော်နောက် Facebook မှာ RFA ကလည်းပေါ်ပြတာလည်းတွေ့ရတယ်ပေါ့နော်ဟုတ်လားအခုတကယ်ပဲလေနော်မြန်မာတပ်မတော်ကခင်ဗျားကလည်းဟိုခရီးရဖျားเจ้าကိုလည်းမီးရှို့ဆရာเจ้าလည်းမရှိဘူးဘုရားဘာသာဟလာဖိုးကြီးเจ้าကိုလည်းမီးရှို့ဆရာเจ้าမရှိဘူးเนาะဟုတ်ပြီလားပြောပြမယ်เนาะဟုတ်လားအခုကပြောမယ်ဆိုတော့ခုနလိုပေါ့เนาะရည်ရွယ်ချက်ရှိရှိဆိုတဲ့ဟာက အဲ့ KT Media တို့ကပဲရွေချက်ရှိရှိနဲ့ဟာလာဝါဒမိုင်းတွေတိုက်နေတာဟုတ်တယ်နော်အဲ့တော့ပြောပြချင်တယ်ဟုတ်လားဒါနိုင်ငံတော်ကထုတ်ပြန်ထားတာရှိပါတယ်နော်အဲဖုန်ကြီးเจ้าဖြစ်ဖြစ်ခရဘုရားเจ้าဖြစ်ဖြစ်နေဤဖြစ်ဖြစ်စာတီเจ้ามาပဲဖြစ်ဖြစ်ရာတူကအဲ့မှာခြေကုပ်ယူပြီးမှတိုက်ခိုက်တာဒီပြစ်ခတ်တာဒီလုံမယ်ဆိုရင်တော့ဒါနိုင်ငံတော်ကတရားဝင်ကြေညာထားတာရှိပါတယ်နော်အဲ့ဒါအဲ့ဒီနေရာကိုတော့စည်ရေးပြစ်မှဖြစ်တတ်မှတ်ပြီးမှ ပြန်လဲပြီးမှပြစ်ခတ်တာဒီတမတော်ကလောက်လောက်တာဒီလောက်မယ်ပေါ့ကွာဒါကြီးပြောထားတော့ရှိပါတယ်တရားဝေစာထုတ်ထားတာရှိတယ်နော်ဒီရသူကအကာအကွယ်ယူပြီးမှဟာလာចောင်းပြီးပြီးစာတီចောင်းပြီးပြီးဘုန်းကြီးចောင်းပြီးပြီးနေနေရာပြီးပြီးအကာအကွယ်ယူမယ်ဆိုရင်တမတော်ကတော့ပြစ်ခတ်တာဒီရှိပါတယ်နော်ဒါတွေကတော့လူငယ်လေးတွေတိဖို့လိုတာပေါ့နော်အခုလိုခင်ဗျားလည်းခင်ဗျားဘုရားចောင်းသွားပြီးမှမီးရှုစရာចောင်းမရှိဘူးမြန်မာတမတော်ကအဲ့လိုမီးရှုတဲ့တမတော်လည်းမဟုတ်ဘူးဟုတ်ပြီလားနော်အဲ့တော့လူငယ်လေးတိစေချင်တယ်ဒါတွေကတော့ဘုန်းကတော့ဘာသာရေးမိုင်းတိုက်တယ်လို့ခေါ်တယ်ဟာလား အခုခရခရိယဘုရားကျောင်းကိုမီးရှို့တယ်တတ်မတော်ကမီးရှို့တယ်ဘာညာပြောရည်ကခရိယခရိယကိုယ်ကယုံကြည်တဲ့လူကငါတို့ဘာသာကိုဘုရားကျောင်းဒီလိုလောက်ရတလားဘာညာတော့စိတ်ထဲမှာခုနလိုပေါ့နော်မုံသီးအောင်ပေါ့နော်တတ်မတော်ကမုံသီးအောင်လုပ်တဲ့ဝါဒဖြတ်တဲ့ဟာတခုပဲဖြစ်တယ်နော်အဲ့ဒါလူငယ်လေးတွေသိစေချင်တယ်ဒီကောင်းတော့ခုချင်းနေအမြင်မှမရသေးပဲပေါ့နော်ကျွန်တော်လူငယ်တွေကို ဝရမိုင်းတိုက်ပြောဆိုနေတာဖြစ်တယ်ကျွန်တော်တို့ဒီကချင်ပြည်နယ်မှာတင်မှုပဲနဲ့ KNP နယ်မှာဆွန်လက်စစ်ကောင်စီရဲ့နေမျိုးမှာပေါ့နော်ကျွန်တော်တို့ဒီခရီးရန်ဖျားကြောင်းတွေပေါ်မှာဘုံချက်မှုတွေစစ်တိုက်လို့ဆောင်နေတော့ကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ခရီးရန်ဖုန်ကြီးကြောင်းတင်မှုဘူးသူတို့ရတဲ့နေမျိုးမှာအခုဆိုရင်တခြားဒီဘာသာတွေရဲ့ဖုန်ကြီးကြောင်းတွေလည်းပေါ့နော်တိုက်ခတ်မှုတွေစစ်တိုက်လို့ဆောင်နေတာပြည်ပမှာကျွန်တော်တို့နောက်ချုံမျိုးမှာဆိုရင်လည်းပေါ့နော်တန်ကြော်တွေရှိတာကိုတီတီလေးနဲ့ကိုဒီကောင်တွေကနေမျိုးမှာဘုံချက်တိုက်ခိုက်ခဲ့လို့ တန်ကတော့ကိုးပါပြန်လည်တော်မူသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေကိုကြည်ချင်းအဖြစ်ဒီစစ်ခွေးတတရတော့လူစိတ်လုံးဝမရှိဘဲနဲ့ပေါ့နော်တန်ကတော်တွေဆရာတော်တောင်မတ်တို့အနေနဲ့ဒီပြက်ခတ်ရှင်းလင်းနိုင်တယ်ဆိုတော့ပေါ့နော်ရွေချင်မျိုးကိုကျွန်တော်တို့တွေ့နေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ခေတ္တကတရင်တဘောလေးနားထောင်ကြည့်လိုက်ရအောင်နော်အကျန်းဖတ်စစ်ကောင်စီကမြန်မာနိုင်ငံကနေပြပထွက်အလုတ်လုံးမဲ့အလုတ်သမားအရေးအတွက်ကန့်သက်ချက်စရင်ကိုတို့စစ်ကောင်စီကသာကြေညာမယ်လို့ထုတ်ပြန်လိုက်ပြီး တဖက်မှာလည်းပြည်ပကနေခွင့်နဲ့ပြန်လာမဲ့အလုသမားတွေကိုလည်းပြည်ပပြန်ထွက်ခွင့်ရဖို့စစ်ကောင်စီကခွင့်ပြုမှသာရတော့မှာဖြစ်တယ်လို့လည်းနေပြီးတော့အလုသမားဝင်ကြီးဌာနတရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ရုံမာတာနော်ရှိမှအချက်ဖက်စစ်ကောင်စီကစစ်မှုထမ်းဖို့အကြောင်းဝင်တဲ့လူငယ်တွေကိုတော့ပြည်ပထွက်အလုလုခွင့်ပိတ်ပင်ထားတဲ့အပြင်တဖက်မှာလည်းမြန်မာနိုင်ငံကနေပြည်ပထွက်အလုလုမဲ့အလုသမားတွေများပြားနေလို့ဆိုပြီးအလုသမားဆေလွတ်မှုတွေကိုကန့်တတ်ထားတာဖြစ်တယ်လို့မကြမီမှာတော့နိုင်ငံအလိုက်တွားရောက်အလုလုခွင့်ပြုမဲ့အလုသမားအရေးအတွက်စရင်ကို တို့စစ်ကောင်စီကသာထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ဆိုထားပါတယ်။တဖက်မှာလည်းအချက်ဖက်စစ်ကောင်စီဟာပြည်ပရောက်နေတဲ့မြန်မာအလုံသမားတွေတဲကစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေကိုမြန်မာပြည်ပြန်လာပြီးစစ်မှုထမ်းခိုင်းမှုနှီးပေါင်းစုံနဲ့လှုပ်ဆောင်နေရမှာလက်တော်ပြည်ပကနေခွင့်နဲ့မြန်မာပြည်ပြန်လာတဲ့သူတွေကိုလည်းခွင့်ပြေလို့ပြည်ပပြန်ချင်ရင်နေပြည်တော်ကိုစတင်ပြီးပြန်လျှောက်ရမှာဖြစ်တယ်လို့တို့စစ်ကောင်စီရဲ့ခွင့်ပြုချက်ရမှသာပြန်ထွက်လို့ရတော့မှာဖြစ်ပြီး ဲ့ဒီတဲကစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေကတော့ပြပပြန်ထွက်လို့ရတော့မှာမဟုတ်ဘူးလို့နေပြည်တော်အလုံးသမဝန်ကြီးဌာနတရင်ရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်လက်ရှိမှာအကြမ်းဖက်စစ်ကောင်စီကပြပကိုအလုံးသမဆေလွတ်မှုတွေအတွက်တော်တော်ကိုတင်းကျပ်လာတာကြောင့်ပြပအလုတ်ကန်အေဂျင်စီလုပ်ငန်းတွေလည်းဆက်လက်လဲပတ်ဖို့တော်တော်ကိုအခက်တွေ့နေကြတယ်လို့လည်းပြပအလုတ်ကန်အေဂျင်စီတွေကပြောထားကြပါသေးတယ်ခင်ဗျ။မြောင်းလိုက်တော့အစိုးရတော့ဆုံဆုံဒီရုံမှာမယ်ဆိုတော့ကျွန်တော်အားလုံးတွေ့ရတာပဲဖြစ်ပါတယ်။ ကျွန်တော်ခုဆိုရင်ဒီပြပကနေပြန်လာမဲ့ပေါ့နော်လူငယ်တွေလည်းသူတို့ကနေပြပပြပပြန်ထုတ်ခွင့်တွေပိတ်ပင်ဖို့ကြိုးစားနေတာဖြစ်တယ်လို့တစ်ဖက်ကနေပြတော့မှကျွန်တော်တို့ဒီစစ်မှုထမ်းစီရင်ထဲမှာကျုံဝင်နေပေါ့နော်အသေးရွယ်လိုက်လူငယ်တွေကိုသူတို့ကနေပြတော့မှကာသက်စီရင်နေနဲ့ပဲခွင့်ပြုတော့မယ်ဆိုတဲ့ပုံစံမျိုးကိုလွတ်ဆောင်လာတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်အားလုံးပြောပြောနေကြတဲ့အတိုင်း2019ခုနှစ်ထဲမှာစစ်ကောင်စီကိုပြောချနိုင်ဖို့အရေးကြီးဆုံးအချိန်ရောက်နေပြီဆိုတော့ချိန်တွေပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီနဲ့ဆက်လက်ပြတော့မှယုံနေမှာနေဦးမယ်ဆိုတော့ကျွန်တော်ပြည်သူတွေကပေါ့နော် ဒီတပ်ပေါ်ပြမစီဟန်ငမချင်းကိုခိုင်းမှာပြပြတော့မှာစစ်ကောင်စီဘက်ကနေပြတော့မှာဟုတ်ဆိုရင်လူဆွမ်းအင်းမြစ်တွေပါတုံချပြတော့မှာဒီတော်လိုင်းကိုဖြိုချဖို့စူးစမ်းနေတာပဲဖြစ်ပါတယ်ပြီးတူတဲ့အလုံးအနေနဲ့ကိုရရနီးနဲ့ဒီတော်လိုင်းမှာပူပေါင်းပုံပြတော့မှာပေါ့နော်စစ်ကောင်စီနဲ့သူတို့အပေါင်းပါတောက်တိုင်တွေအလုံးကိုဖြိုချရမယ့်အချိန်ရောက်နေပြီဆိုတဲ့အကြောင်းပြောချင်တယ်ကျွန်တော်ဒီနေ့ညဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများအလုံးစိတ်ချမ်းသာကိုယ်ချမ်းမြေနဲ့ပြည့်စုံပြတော့မှာတာယာချင်းနဲ့ညလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီညကနေစုမကောင်းတောင်းပေးလိုက်ပါတယ်